ိုင်းနိုင်ငံတောင်ပိုင်း၌ဆိုးရွားဆုံးရေကြီးရေရှမ်းမှုဆက်လက်ကြုံတွေ့နိုင်အောင်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံတောင်ပိုင်းမှာယခုနှစ်များအတွင်းအဆိုးရွားဆုံးရေကြီးရေရှမ်းမှုများကြုံတွေ့နေရပြီးလူပေါင်းသောင်းနဲ့ချီပိတ်မိနေကြခါအရေးပေါ်ကယ်ဆယ်ရေးများဖြန့်ကျက်ထားရပါထိစွန်ကလာပြည်နယ်ဟရိုင်မှာဆိုရှင်လူပေါင်း9000ကျော်ရေပေးတင်နေပြီးမိုးကြီးချင်းချောင်းကယ်ဆယ်ရေးလုပ်ငန်းတွေများစွာနှောင့်နှေးရပါထိ ဆုံခလာပြည်နယ်မှာတိဆုံးသူ95ဝက်ထီရှိလာပြီး အထိခိုက်ဆုံးနေရာတစ်ခုဖြစ်လာတယ်လို့အာနာပိုင်များကကြတာပရိနေမှာပြောသွားပါတယ်ရှိပေးနေရအများပြားမှလိုက်လဲမစစ်စေးနိုင်သေးတာကြောင့်အတိအပြောင်းစရင်အတိအကျမသိနိုင်သေးပဲဘေကီးရသို့ထွက်ပြေးသိမ်းရှောင်နေရမှာထိစစ်တပ်ထရက်ကားတွေကစေကူတာရှိနေရများအဖြစ်ပြောင်းလဲကုန်ကဒရရှသူတွေသားရှိပါထိ ထိုင်းတပ်မတော်ကတပ်သားတွေရဟတ်ရင်တွေလေတွေအထူးတပ်တွေကိုဆေးလွထားပေမဲ့ရင်းမြန်ကတပ်တွေချောင်းအခက်ခဲတွေရှိနေစေဖြစ်ပါထဲ့ကဲဆဲရေးတွေမနာပနေလှုပ်ဆောင်နေပေမဲ့လမ်းတွေကရေမြုံသဒ္ဓါတွေပြိုကျကာအဆက်အသွယ်တွေပြတ်နေတာကြောင့်အရေးပေါ်လုပ်ငန်းတွေရဲ့အတွက်ဆိုးရွားစေပါထဲ့ ထိုင်းနိုင်ငံတောင်ပိုင်းမှာဗုဒ္ဓဘူးနေ့ရက်အထိအင်ဂျီပေါင်း9800တောင်မှလူပေါင်းတိတိကျကျမှခုနှစ်တန်းနီးပါးရေပေးတင်နေတဲ့လို့ကပေးကောင်းွယ်ရှော့ချာရေးဌာနကထုတ်ပြန်ထားပါတဲ့လာမယ့်ရပားရထွေးဆက်လက်ပြီးမိုးတဲထန်တိုင်းကမြေနိုင်ဒေသနဲ့တောင်တန်းဒေသများမှလူတွေကိုတတိထားနေထိုင်ကြဖို့ထိုင်းမိုးလေဝသဌာနကတတိပေးထားပါတဲ့လို့သိရပါတယ်ရှင်